သမုဒိတန်ကားဆိုတာကတော့အကောင်းရှိတယ်လို့အဆိုးလည်းရှိနေဟုတ်လားပရမထတန်ကားဆိုတာတော့ဘာပြောတာလဲမဲ့ညံဖို့ညံဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတော်မူနိုင်ကြတဲ့အရိယာပုဂ္ဂိုလ်တွေကိုပရမထတန်ကားလို့ပြောတာဟုတ်လားအဲ့လိုသီလသမာဓိပညာနဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ကားပရမထတန်ကားဆိုတဲ့ဒီတန်ကားတော်ရှင်မြတ်တို့ရဲ့ဂုံရည်သွေးကိုလည်းပဲနားလည်အောင်သဘောပေါက်အောင်ဘာလို့ပြရမလို့ပြောပြရမယ် ကိုယ်တိုင်မသိဘဲနဲ့ပြောပြလို့မရဘူးဆိုတာကိုလည်းတခါတည်းသဘောပေါက်ခဲ့ရမယ်နော်အေးအဲ့တော့တန်ဃာတော်ရှင်မြတ်တို့ရဲ့ဂုံကလည်းပဲမစုံနိုင်လောက်အောင်ကြီးမားကျယ်ပြန့်နေလို့ဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားအနှစ်ချုပ်ပြီးတော့တန်ဃာတော်ရှင်မြတ်တို့ရဲ့ဂုံကိုဘယ်နှပါဟောထားတော့ကိုပါဟောထားတယ်တန်ဃာဂုံတော်ကိုပါအဲ့ဒီတန်ဃာဂုံတော်ကိုပါဆိုတာကိုဦးရှင်တော်မှတ်သားရလွယ်အောင် အကြောင်းကုန်၄ပါးအကျိုးကုန်၅ပါးလို့ဒီလိုလေးမှတ်ရင်ကောင်းတယ်။နောက်အကြောင်းကုန်၄ပါးဆိုတာကသုတ်ပတိပန္နကောင်းကောင်းကျင့်တယ်။ဥဇုတ်ပတိပန္နရိုးရိုးသားသားဖြောင်းဖြောင်းမှမှကျင့်တယ်။ညာယပတိပန္နမဉ္ဉံဖူဉ္ဉံရရှိဖို့အတွက်ကျင့်တယ်။တမိစိတ်ပတိပန္နအယုအသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်တဲ့။ အကြောင်းကုန်ဘယ်နှပါတော့၄ပါအဲ့ဒီအကြောင်းကုန်၄ပါ ਨੇ ပြည့်စုံလို့ရှိရင်အဲ့ဒီတန်ခါဒီတစ်ချိန်ချိန်မှာမညံဖို့ညံရပြီးတော့အရိယာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့လိုအရိယာဖြစ်သွားပြီဆိုလို့ရှိရင်အရိယာပုဂ္ဂိုလ်ဘယ်နှယောက်လို့ကြားဖို့တော့၈ယောက်နော်မ၄ပါဖို့၄ပါအစုံအပြည့်ပြောမယ်ဆိုရင်တော့၄စုံဒါကိုဦးဇင်းတို့ပေးတဲ့ပေါင်းတူတော်တို့နှုတ်ထဲမှာရနေတဲ့စာကလေးရှိတယ်မဟုတ်လား ယရေတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလသတ္တာရိပုရိသယုဂာနိတဲ့ယောက်ျားမြတ်၄စုံအဲ့ဒါကိုပြောရအောင်နော်အထပုရိသပုဂ္ဂလ၈ယောက်ကိုနှုတ်ထဲမှာရနေတဲ့စာလေးတွေရဲ့အဓိပ္ပာယ်ကိုကိုကိုယ်တိုင်သိပြီးတော့ဆိုရရင်ဘယ်လောက်ရတာရှိနော်အဓိပ္ပာယ်မသိဘဲနဲ့ဆိုနေရတာကနည်းနည်းဟိုညံ့ရရောက်တယ်လို့ဆိုနိုင်မလား ော်ငယ်ကလေးကစာကြရတော့ဒီစာလေးတွေဟုတ်တယ်မို့လားအေးအဲ့တော့အကြောင်းကုန်လေးပါးနဲ့ပြည့်စုံလို့တကယ်လို့မဲ့ညာဖုန်ညာကိုရလို့အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်တဲ့အကျိုးကုန်၅ပါးနဲ့ပြည့်စုံမယ်တဲ့အကျိုးကုန်၅ပါးဆိုတာဘာပြောတာတုံးအာဟုနေယောအယဝေးကယူလာတဲ့ဝတ္ထုပစ္စည်းကိုတောင်အလူခံယူထိုက်တယ်ဆိုတဲ့ကောပါဟုနေယောဧည့်သည်အလုံးကထားရဲဧည့်သည်တည်ဖို့ဆိုရင်မုံမမြက်မြက်လေးလောက်ကြတာမရှိဘူးလား ဒီဧည့်သည်ဧည့်သည်အလုံးကထားတဲ့ဝိထုပစ္စည်းကိုအလှခံယူလိုက်တယ်ဆိုတဲ့ဘုံဓက္ခိနေရတဲ့တမလွန်လောကကောင်းကျိုးချမ်းသာရရှိဖို့အတွက်ရည်ရွယ်ပြီးတော့လှူတဲ့မြတ်သောအလိုကိုခံယူလိုက်တယ်ဆိုတဲ့ဘုံအဇလိကရဏီရတဲ့လက်အုပ်ချီမှုရှိခိုးခြင်းကို ခံယူလိုက်တယ်ဆိုတဲ့ဘုံအနုတ္တရံပုံရက်ခေတ္တံလောကသာတဲ့တလောကလုံးရဲ့ကောင်းမှုတည်းဟူသော မျိုးစည်ကိုစိုက်ပျိုးကြည်ချရာလေယံမြေကောင်းတစ်ဖွဲတောင်ဖြစ်သွားတယ်ဆိုတဲ့ဘုံဘယ်နှပါတော့ နော်အကြောင်းကုန်၄ပါးနဲ့ပေါင်းရင်၉ပါးနော်သုပ္ပတိပန္နကောင်းကောင်းကျင့်တဲ့ဥစ္စုပ္ပတိပန္နဖြောင်းဖြောင်းမမကျင့်တဲ့ညာယပတိပန္နမညံပူညာရဖို့ကျင့်တဲ့သံပိစိတ်ပတိပန္နအယုသိခံယူခြင်းကထိုက်တန်အောင် ကျင့်တယ်အဲ့ဒီအကြောင်းကုန်၄ပါးနဲ့အခုပြောတဲ့အကျိုးကို၅ပါးနဲ့ပေါင်းလိုက်တော့တန်ခါကုန်တော့၉ပါးအဲ့ဒါကိုကိုယ်တိုင်လည်းပဲသိအောင်နားလည်အောင်ကြိုးစားအထုတ်ပြီးတော့တပါးသောသူတွေကိုလည်းပဲသိအောင်နားလည်အောင်မလုပ်ပြရမလို့ပြောပြရမယ်ကိုယ့်ရဲ့ စကားကိုနားထောင်မယ်လို့ထင်ရတဲ့ပုံကိုယ်ရဲ့ပုံမှာသူတို့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့ဆိုလို့ရှိရင်မိတ်ဆွေတွေတင်ငယ်ချင်းတွေပေါင်းတင်တွေရွှေမျိုးတွေသားချင်းတွေဒီလိုပုံကိုယ်ရဲ့ပုံမှာပြောပြရမယ့်အရာဌာနဘယ်နှမျိုးလဲ၃မျိုးနော်ဗုဒ္ဓအဝိဇ္ဇပတာတွေမြတ်စွာဘုရားရဲ့ဂုဏ်အကြီးတွေကိုမတုံမလုံညံတဲ့တတ်ဝင်ယုံကြည်အောင်ပြောပြရမယ်ဓမ္မေအဝိဇ္ဇပတာတွေတရားတော်မြတ်ရဲ့ဂုဏ်အကြီးတွေကိုညံတဲ့မတုံမလုံတတ်ဝင်ယုံကြည်အောင်ပြောပြရမယ် တန်ခေအဝိစ္စပတာတွေတန်ခါတော်ရှင်ရတုရဲ့ဂုံကိုမတုံမလုံညံတဲ့တဝံယုံကြည်အောင်ပြောပြရမယ်။အဲ့ဒါလို့ကိုကပြောလိုက်လို့သူတို့ရဲ့စိတ်ထဲမှာနားလေသဘောပေါက်ပြီးတော့တကယ့်ကိုပဲအဝိစ္စပတာတွေညံတဲ့မတုံမလုံတဝံယုံကြည်သွားပြီဆိုလို့ရှိရင်တဲ့မဟာဗုဒ္ဓကြီး၄ပါးကမှတမျိုးတမျိုးပေါက်ပြန်ပြောင်းလဲမယ်ဆိုရင်ပြောင်းလဲသွားနိုင်သေးတယ်တဲ့။အဲ့ဆိုလိုတာကပထဝီကမမာပဲမပျော်ပဲရှိခြင်းရှိနိုင်တယ်ဟုတ်။ ော်တေသောကမဖူပဲမအေးပဲရှိမယ်ဆိုရင်ရှိနိုင်တယ်ပေါ့အမှန်ကအဲ့လိုဖြစ်သွားတဲ့အကြောင်းမရှိဘူးနော်မဟာဗုဒ္ဓကြီး၄ပါးကမှဖောက်ပြန်ခြင်းဖောက်ပြန်သွားနိုင်သေးတယ်တဲ့ယရနာမြတ်သုံးပါးရဲ့ဂုံကျေးဇူးကိုဉာဏ်နဲ့မတုံမလုတ်သက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်တယောက်အတွက်ဖောက်ပြန်ပြောင်းလဲသွားတဲ့အကြောင်းမရှိဘူးတဲ့ဖောက်ပြန်ပြောင်းလဲသွားတယ်ဆိုတာဒီနေရာမှာဘာကိုပြောတာလဲဆိုရင်တဲ့အပေလေးပုံကိုရောက်သွားတာကိုပြောတာတဲ့ဒါမြတ်စွာဘုရားကိုတော်တိုင်အိဗယ်ဖွင့်ပြတာဟုတ်လား ဆိုလိုတာကယတနာမြတ်သုံးပါးကိုဉာဏ်နဲ့မတုံမလုံတတ်ဝင်ယုံကြည်မယ်ဆိုလို့ရှိရင်အပေလေးပါးကို ရောက်သွားသည့်အထိဆိုးွားတဲ့ပေါက်ပြန်မှုကြီးတွေပေါက်ပြန်သွားတဲ့အကြောင်းမရှိအဲ့ဒါကိုမြတ်စွာဘုရားကခိုင်မာအောင်ပြောတာနော်မဟာဗုဒ္ဓကြီးလေးပါးကမှပါတယ်ပေါက်ပြန်မယ်ဆိုရင် ပေါက်ပြန်သွားနိုင်နေတယ်ယတနာမြတ်သုံးပါးကိုအဝိစ္စပတာရလို့ခေါ်တယ်ဉာဏ်နဲ့မတုံမလုံတတ်ဝင်ယုံကြည်သွားပြီဆိုရင် ဖောက်ပြန်သွားစရာမရှိဘူးဖောက်ပြန်တယ်ဆိုတာမပြောတာတော့အပေလေးပုံကိုရောက်သွားတာပြောတာဒါကအလွန်မှစဉ်းစားတဲ့အကောင်းတဲ့စကားပဲအပေလေးပုံကိုရောက်သွားတာဟာအလွန်ဆိုးမွားတဲ့ကြီးမားတဲ့ဖောက်ပြန်မှုကြီးဆိုတာအလွန်ထင်ရှားတယ်နောက်လူရှင်စိတ်ကနေပြီးတော့တေးပြီးတော့ငရေသားဖြစ်သွားတယ်ဓာတ်တဲ့ဆိုးွားတဲ့ဖောက်ပြန်မှုရှိမလားနောက်လူရှင်စိတ်ကနေတလိမ့်ဆန်ဖြစ်သွားတယ်နောက်အမိဖာဘာဂျိုကာကနေရွက်ကာကနဲ့ တတိယဆံဖြစ်သွားတယ်ဆိုဓာတ်ကြီးမားတဲ့ဆိုပါတယ်ဖောက်ပြန်မှုရှိနိုင်မလားမရှိနိုင်ဘူးဟုတ်လားအဲ့ဒါလို့ဆိုပါတဲ့ဖောက်ပြန်မှုကြီးတွေဖောက်ပြန်သွားเสียအကြောင်းမရှိဘူးတဲ့ဟုတ်လားဒါကြောင့်ပြည့်တတ်ပေါင်းတော်ကောင်းတို့ဘုရားတရားသံဃာယရဏမြတ်သုံးပါးရဲ့ဂုဏ်ကြီးစုကိုကိုယ်တိုင်လည်းပဲညံနဲ့မတုံမလုံသက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်အောင်ကြိုးစားရမယ်သူတစ်ပါးကိုလည်းပဲအဲ့ဒါလို့ဖြစ်အောင်ပြောပြဖို့မလိုဘူးလားလို့တယ်အဲ့ဒါဦးဇင်းတို့တရားရဲ့ပထမပိုင်းပဲ ဒီတရားတွေကိုပြောပြပါလို့တရားကောင်းစဉ်လေးပြီးပြီးတော့ဦးရှင်တို့တရားသုံးပိုင်းပိုင်းပြီးတော့ပြောမယ်နော်အေးဒါတရားရဲ့ပထမပိုင်းပထမဦးဆုံးပြောပြရမယ်စောက်တည်စေရမယ်ညာနဲ့တတ်ဝင်စေရမယ်အရာဌာန၃မျိုးဘုရားတရားတန်ခါယတနာမြတ်၃ပါးရဲ့ဂုံကျေစုဟုတ်ပြီနော်ဒါနိဝေနိဝေတကသုတ်တန်ရဲ့အနှိမ့်ချုပ်ကလေးကိုဦးရှင်တို့ပြောပြတာဟုတ်လားနောက်ဦးရှင်တို့တရားတော်မြတ်ရဲ့အဲဒီတရားရဲ့ ဒုတိယပိုင်းဟောဒီတရ